အာဒီကချင်းရနေပြည်လဲကျူဆူလိုက်ပါတယ်ဒီဘက်တွေအတွင်းမှာစစ်ကောင်စီလက်တက်ကနေပြီးတော့ဒီစာသင်ကျောင်းတွင်တဲ့ဒီလူတွေထူထပ်တဲ့နေရာတွေကိုကြက်ဖိုက်တာတွေနဲ့ဘုံကျင်းနေတာတွေရှိပါတယ်။ဒီထိခိုက်တိုက်ဆုံးတဲ့အထက်မှာဆိုရင်ဒီကလေးတွေလည်းတော်တော်များများပါလာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ ဆိုတော့စစ်ကောင်စီကဒီလိုစစ်ရေးပြင်းမဲ့မလုပ်သင့်တဲ့နေရာတွေကိုမကြက်ခဏဆိုသူတို့စစ်ရေးပြင်းမဲ့လုပ်ပြီးတော့မှဝင်ငါနေဘုံကျင်နေတာပါဆိုတော့စစ်ကောင်စီကသူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေမှာတပ်ဖွဲ့တွေမရှိပါနဲ့လေဒါတီးတန့်ကိုဘုံကျင်နေတာဖြစ်ပါတယ်ဆိုတော့ဒီမေလထဲမှာပဲဒီတော်လင်ရေးလက်နက်ကိုင်ဖွဲ့တဲ့ထိန်းချုပ်တာတဲ့ဒီတိုင်းနဲ့ပြည်နယ်ကနေရာတော်တော်များများကဒီစာတင်ကြောင်းနဲ့ဒီလူနေထူးထပ်တဲ့ဒီနေရာတွေကိုစစ်ကောင်စီလက်တက်ကနေပြီးဘုံကျဲတဲ့အတွက်ကြောင့်ဒီလူတွေဒါစင်နဲ့ရှိပြီး တေဆုံးတဲ့အပြင်ကိုဒီတိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရာနေရှိပြီးတော့မှရှိနေပါတယ်ဆိုတော့ဒီလိုစစ်အာဏာသိမ်းပြီးဒီလင်းနစ်အတွင်းမှာပေါ့လေစာတင်ကျောင်းတွေကိုဒီပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာအချိန်ပေါင်းဒါ400ကျော်အထိရှိတယ်လို့ဒီ RFP သတင်းဌာနရဲ့သတင်းဖော်ပြချက်တွေအရကျွန်တော်သိရပါတယ်ဆိုတော့စစ်အာဏာသိမ်းလိုက်တဲ့ဒီအကျိုးဆက်တွေကြောင့်နေမြေတွေဒီလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ဒီစစ်ကောင်စီကဒီမဆိုင်ရတဲ့အမေကိုတင်းနဲ့ပတ်နေတာပါဆိုတော့နောက်တစ်ချက်ကဒီစစ်ကောင်စီက ဒီလိုတွေအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာပြီဆိုရင်တို့အနေနဲ့စစ်ရေးနိုင်ငံရေးမှာဘလောက်ထိဒီဆုံးရှုံးနေပြီလဲဆိုတာကိုဖော်ပြလိုက်တာ ਨੇ တူပါတယ်ဆိုတော့နောက်ပြီးဒီလိုစစ်ရေးနဲ့မသက်ဆိုင်တဲ့ဒီအရက်သားတွေရှိနေတဲ့ဒီကြောင်းတို့ဒီစေးုံတို့ဘုံကြီးကြောင်းတို့မှာဆိုရင်ဒီစစ်ကောင်စီအဲလောက်ခံတက်တွေကအရင်တုန်းကဆိုရင်ဒါတက်ဆွေးတဲ့အချင်းတွေရှိပါတယ်ဆိုတော့အခုအခုလည်းအဲ့ဒီနေရာတွေမှာတက်ဆွေးတဲ့အချင်းကစစ်ကောင်စီတက်မှာရှိနေသေးပါတယ် ပြည်သူကိုလူသားတိုင်းကဒီလှုပ်တဲ့အချင်းကဒီစစ်ကောင်စီတပ်တွေရဲ့ဒီနာဝတာခစ်ကလေးကပေါ့လေဒီဆွေစင်မျိုးဆက်လှုပ်လာတဲ့ထုံးစံတွေဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ကဒီလိုလူသားတိုင်းကလှုပ်တဲ့အပြင်ကိုအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်လေရှိတာကဒီမြန်မာနိုင်ငံမှာဒီမြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူတိုင်းသိပါတယ်ဆိုတော့စစ်ကောင်စီရဲ့ဒီစစ်ရေးပြစ်မှတ်ထဲကိုရောက်သွားတဲ့ဒီစာတင်ကြောင်းနဲ့ဒီဆေးရုံတွေဆိုတာကလေးသူငယ်တွေနဲ့ဒီနာမကျန်းဖြစ်နေတဲ့ အဲသူတွေအများဆုံးရှိတဲ့နေရာပါဒါခက်ကလာအခြေအနေအရကလေးတွေဒီပညာတက်ဖို့အတွက်ဒီကုဒူကိုရအစီအစဉ်တွေနဲ့ရုံးကန်နေရတဲ့အကလာလည်းဖြစ်ပါတယ်ဆိုစေယုံစေခန်းလေးဆိုလို့ရှိရင်လည်းဒီနေ့တိုင်းမှာပဲအားလုံးကကိုတူကိုတာနည်းလမ်းနေနဲ့အာစေကူတာနေရတဲ့အချိန်မှာဒီလိုနေရာတွေကိုစစ်ကောင်စီတက်ကဒီလိုခက်ခဲဖြစ်နေတဲ့အချိန်မှာစစ်ကောင်စီတက်ကနေပြီးတော့ပြင်မထားတိုက်ခိုက်တယ်ဆိုတာဒါဆေးရဆုံးကိုဒါပြောင်ပြောင်တင်းတင်းကျူးလွန်တာလည်းဖြစ်ပါတယ်ဆိုတော့ ကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဒီထုတ်ပြန်ချက်တွေမှာလည်းစစ်ကောင်စီတက်ရဲ့ဒီ CS ဝမှုတွေဒါကျူးလွန်တဲ့အထက်မှာဒီလေချောင်းနဲ့လေချောင်းတိုက်ခိုက်တာနဲ့ဒီလက်နက်ကြီးအဲဒါပစ်ခတ်တာတွေမှာအများဆုံးဒါကျွန်တော်မြင်တွေ့ရပါတယ်ဆိုတော့နောက်ပြီးတော့ဒီ2023ခုနှစ်ဒီအောက်တိုဘာလလောက်ကဒီကချင်ပြည်နယ်မှာရှိတဲ့ဒီမုံလိုက်ခက်ဒီစစ်ဘေးချောင်းစကန်ကိုတိုက်ခိုက်ခံရတဲ့ဖြစ်စီမှာဆိုလို့ရှိရင်ဒါကလေးတွေ30နီးပါးလောက်တည်ဆုံးခဲ့တယ်ပေါ့ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေဆိုလို့ရှိရင်ဒါ90ကျော်လောက် ရှိခဲ့ပါတယ်ဒါအဲ့ဒီဖြစ်စဉ်ကလည်းဒါအားလုံးသိပြီးသားဖြစ်စဉ်တခုပါဆိုတော့ဒီဖြစ်စဉ်ကိုနိုင်ငံတကာဒီလွတ်ငင်ချမ်းသာခွင့်အဖွဲ့ဆိုတဲ့ဒီ AI အဖွဲ့ကထုတ်ပြန်ထားတာတွေလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီလိုအချက်နဲ့အတိအကျနဲ့အရှိရှိနေတာတော့မှဒီစစ်ကောင်စီကအာဒါပြောင်းလဲတာတွေရှိပါတယ်သူတို့ဘလို့လိန်လဲဆိုလို့ရှိရင်ဒါဒီအဲ့ဒီမွန်လိုက်ကစစ်ပေချောင်းစခန်းမှာဒီ KIA ကနေပြီးတော့ဒီအမိုနီယာနိုက်ထရိတ်ဒီတန်ချိန်100ကျော်နဲ့ဒီလက်နက်တွေ တူလောင်ထားတဲ့ကိုတောင်ပောက်ခွေတာဆိုပြီးတော့မှဒါစစ်ကောင်စီကအဲ့လိုမျိုးဝါဒဖြစ်လာရှိပါတယ်သူကတည်င်းကိုအာတိကျနေတဲ့တည်င်းကိုတော့မှဒီလိုပြောင်းလဲတဲ့အနေအထားမှာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အဲ့ဒီမုံလိုက်ခဲ့ကြေးတော့တိုက်ခတ်ခံရတဲ့အထင်းမှာဒီရှစ်ဘေးဒီစစ်ဆောင်စခန်းနေအပောင်ဝင်ဒီဖျားချောင်းတို့ဒီမူဂျိုချောင်းတို့လည်းဒါထိကိုက်ဆုံးချုံသွားတာရှိပါတယ်တော်တော်လေးကိုတော်တော်လေးကိုပျက်စီးသွားတဲ့အနေအထားပါဒီနောက်ပြီးတော့ဒီစခိုင်းတိုင်း ဖက်ကားဒီပစည်းကြီးကြီးရောဖြစ်စင်ဆိုလို့ရှိရင်လဲဒါဒီပေါင်900ဘုံနဲ့လူအုပ်ကြီးနေရတက်တက်ကိုဘုံကျေးတော့တာပေါ့နော်ဒါလုံအောင်အတိကျကိုဒါကျဲတော့တာပေါ့ဒါတည်ဆုံးတဲ့အဲ့ဒီမှာအဲ့ဒီဖြစ်စင်တော့ကဒီတည်ဆုံးတဲ့ဒီရုပ်လောင်းနေဆိုလို့ရှိရင်လုံအောင်ကိုကြည့်လို့မကောင်းတဲ့ဒီအနေထားတွေပါတော်တော်လေးကိုရုပ်ပြက်စင်မြဖြစ်သွားတယ်ဆိုတော့နောက်ပြီးဒီရခိုင်ပြည်ရန်ပြည်မြို့ဒီကြောက်နေမော်ဘက်မှာလဲဒါဘုံကြီးခံရတဲ့ဖြစ်စင်မှာဆိုလို့ရှိရင်ဒါတရော်လုံးနင်းနီးကိုဒါဘုံကြီးခံလိုက်ရတာပါဆိုတော့ရခိုင်ဒေသခံတွေဒါအစုလိုက်အပြုံလိုက်ကြီးကိုဒါတည်ဆုံးကြတည်ဆုံးကြတာတွေရှိပါတယ် ဒီလိုဘုံချစ်တိုက်ခိုက်ခံရတဲ့အထင်းမှာစာတင်ကြောင်းနဲ့ဆေးရုံတွေကဒါအဓိကပါနေတယ်ဆိုတာကိုကျွန်တော်တို့သတိထားမိပါတယ်ဆိုတော့ဒီမေလဒီစနေရနေ့ကဒီမေလစနေရနေ့ကဖြစ်သွားတဲ့ဒီဒီပင်းဖြစ်စင်မှာဆိုလို့ရှိရင်လည်းဒါဒီပင်းဒါအိုထင်းတွင်ကြေးရောဖြစ်စင်မှာလည်းဒီစာတင်ကြောင်းဘုံချစ်ခံရတဲ့ဟာဆိုလို့ရှိရင်ဒါလောလောလတ်ပဲအာရှိပါသေးတယ်ပေါ့နော်ဒီလိုဖြစ်စင်နေဆိုလို့ရှိရင်စာတင်ကြောင်းမှာ အရှိနေတဲ့ဒီဒီကလေးတွေ22ဦးလောက်ဒါပွေးချင်းပြီးဒါတည်ဆုံးသွားတယ်အဲ့ဒီထက်မှဆီယမ2ဦးလဲပတ်သွားတယ်လို့ဒါတည်င်းအတိအကျတွေကျွန်တော်တို့ရတာတယ်ပေါ့ဆိုတော့ဒီတက်အမြေပြင်တည်င်းအရင်အရာကျွန်တော်တို့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒီဒီပင်းရမဘက်မှာရှိနေတဲ့ဒီအဖြူရောင်ပြည်သူကကွေရေးအာဒါ PDF တက်ကိုကျွန်တော်အင်တာဗျူးမေးခဲ့ပါတယ်ဆိုတော့အသူတို့ကဘလို့ပြန်ပြောလဲဆိုလို့ရှိရင်အဲ့ဒီနေရာမှာဒါတိုက်ပွဲတွေလုံးဝမရှိဘူးအာဒီစတင်နေတဲ့အချိန်မှာဒီ cluster ဘုံနဲ့ဒါတမင်တက်တက်ကို ကျဲသွားတာဆိုပြီးတော့မှဒီအပြုံပြည်သူ့ကောက်ွေးတက်ဒီ PDF ကဒါတာဝန်ရှိသူကဒါဖြစ်ဖြစ်ဆိုပါတယ်ဆိုတော့ဒီလိုနေရာတွေကိုဘုံကျတိုက်ခိုက်တယ်ဆိုတာကဒီအနာဂတ်ကိုဒါရည်ရွယ်ပြီးမှတိုက်ခိုက်တာပါဆိုတော့ဆိုလိုတာကဒီလူငယ်တွေစာတင်ဖို့အခက်ခဲဖြစ်အောင်လုပ်တဲ့ဆိုတာတဲ့ဒီရှေ့ရေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီတော်လိုင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့ဒီနေရာတွေမှာပညာတတ်တွေဒါမထွန်းကားလောက်အောင်လုပ်တာဖြစ်ပါတယ်ဒီလိုပညာတတ်တွေမရှိရင်ဒါတိုင်းပြည်တိဆောက်ရေးမှာလည်းဒါအခက်ခဲ တွေနဲ့ကြီးဆိုင်လာရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီ2023ခုနှစ်ဒီစကိုင်းတိုင်းကဒီကဏီမြွနယ်ဒီချောင်းမအနောက်ရောဘက်မှာလဲဒါလေချောင်းနဲ့တိုက်ခိုက်ခံခဲ့ရတာရှိပါတယ်အဲ့ဒီမှာလဲစာတင်ချောင်းတွေအာပြည့်စည်သွားတယ်နောက်ပြီးတော့ဒီ2024ခုနှစ်ဒီဒီမတ်လ9ရက်နေ့လောက်ကလဲဒါမင်းပြားမြွနယ်ဒါရခိုင်ပြည်မင်းပြားမြွနယ်ဒီအန်တာဆံပြတ်ကြီးရောမှာလဲဒါမူလာတဲ့ချောင်းကိုဒါတိုက်ရိုက်နေပြီးတော့မှသူကဘုံကြီးတိုက်ခိုက်တာတွေရှိခဲ့ပါတယ် နောက်ပြီးဒါပဲလဲဆိုတော့မဟုတ်သေးဘူးဒီဘက်တောင်ပိုင်းဘက်ဒီကရင်ပြည်နယ်ဘက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်2024ခုနှစ်ဒီအော်တိုဘာလာလောက်မှာဒီမြောက်ဒီမြို့နယ်ပေါ့ဒီဖလူးကျေးရွာဘက်မှာဆိုလို့ရှိရင်လည်းဒါစာတင်ချောင်းကိုတီးတဲ့ဒါပြစ်မှတ်ထားပြီးတော့မှဒါစစ်ကောင်စီလေတပ်ကဘုံကျဲတက်ခတ်ခဲ့တာတွေရှိပါတယ်ဆိုတော့ဒီလိုမျိုးဒီစာတင်ချောင်းတွေကိုလည်းဒါပြစ်မှတ်ထားပြီးတက်ခတ်တဲ့ဖြစ်စဉ်တွေကဒီစစ်အနာသိမ်းပြီးနောက်ပိုင်းမှာတော်တော်များများမြင်တရတဲ့ဖြစ်စဉ်တွေပါနောက်ထပ်ဒီလိုစာတင်ကြောင်းတွေကိုတိုက်ခိုက်တဲ့ဖြစ်စဉ်တွေလည်းဒါအများကြီး ဒါရှိပါလိမ့်တယ်ဆိုတော့ဒီပြောချင်တာကဒီစာသင်ကျောင်းတွေကိုတိုက်ခိုက်တာလူငယ်တွေရဲ့ပညာရေးနဲ့တာလူမျိုးတစ်မျိုးရဲ့မျိုးဆက်တွေကိုဖျက်ဆီးလိုက်တာပါအခုကကပညာမတက်ရင်ဘယ်နေရာမှာပါဖြစ်ဖြစ်ဒါနေရာရပိုခက်ခဲတဲ့အနေထားပါဆိုတော့နောက်တစ်ခုကဒီစီးယုံတွေကိုတိုက်ခိုက်တာပေါ့လေဒီ2020နဲ့4 2020နဲ့ဒါ5ဒီနေ့အတွင်းမှာစစ်ကောင်စီရဲ့ဒီလေကြောင်းကနေဘုံကျဲတိုက်ခတ်တဲ့နေ့မှာဒါဆေးရုံတွေလည်းဒါတော်တော်များများပါတာကိုစာသင်ကျောင်းတွေနဲ့နီးတူဒါတော်တော်များများပါတာကိုကျွန်တော်တွေ့ရတယ် ဒီ2024ဒါမက်ရှလာလောက်မှာဒီရှမ်းတောင်ဒီရှမ်းတောင်ဘက်ကဒီဖေကုံမြို့ပေါ်ဒီအီကီရောကဒီတိုက်နေဈေးုံဆိုလို့ရှိရင်လည်းဒါစစ်ကောင်စီလေတက်ကနေပြီးတော့ဒါပြင်မဲ့တီးတီးကြကြနဲ့ကိုဒါဘုံကျဲသွားတဲ့အနေထားပါဆိုတော့နောက်ပြီးဒီ2024ဒီ AP AP 25ရက်နေ့မှာဆိုလို့ရှိရင်ဒါချင်းပြီကပေါ့ဒါချင်းပြီချင်းပြီနေဒီမင်းတပ်မြို့နယ်ကဒီဝမ်တူဈေးုံကို ဒါဘုံကျဲတက်ခိုက်ခဲ့တာလဲဒါအားလုံးလဲအတိပေါ့လေနောက်တစ်ခုဒီဇွန်လမှာလဲဇွန်လလောက်အရောက်မှာလဲဒါမကွေးတိုင်းဘက်မှာရှိတဲ့ဒီပေါ့မြို့နေကဒီခင်းရှိကျေးရော်ကဆေးပေးကန်းကိုစစ်ကောင်စီတက်ကဒီစစ်ကောင်စီတက်ကလေချောင်းကနေဘုံတီးတန်းကိုဒါလာကျေးသွားတာတွေရှိပါတယ်နောက်ဒီ2025ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လဲဒါရခိုင်ပြည်မြေပုံမြို့တွေကဒီကန်းထောက်ကြီးပေါ့ကန်းထောက်ကြီးဘက်မှာရှိတဲ့ဒီစာတင်ချောင်းနဲ့ဆေးရုံကိုဒါတိတိကျကျကြီးကိုဒါလာကျေးသွားတာ ါဘာမှကိုမရလိုက်ဘူးအားလုံးကကြင်ကြင်မှောက်ပျက်စီးသွားတဲ့အနေအထားမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်ပြီးဒီမန္တလေးတိုင်းစင်ကူမြို့နယ်ဒါပြည်သူစေယုံဆိုလို့ရှိရင်ဒီနေ့လောက်ပဲဒီစစ်ကောင်စီလေတက်ကနေပြီးတော့ဒီလေချောင်းကနေတိုက်ခိုက်တာတွေရှိခဲ့တယ်။နောက်ပြီးဒီဒီရခိုင်ပြည်နယ်ဒီကြောက်ဖြူမြို့နယ်ကဒီစနင်းမြို့နယ်မှာရှိတဲ့တိုက်နေစင်ယုံဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတာပေါ့။ဆိုတော့ဒီလိုစစ်ကောင်စီကစဒီလိုစတင်ချောင်းတွေနဲ့ဒီစင်ယုံတွေကိုပြင်မဲ့တစ်ခုအဖြစ်တိုက်ခိုက်လာတဲ့ဟာတကယ့်ကိုစိုးရင်စရာ တခုပါဒီတော့ရှစ်ကောင်စီကဘာကြောင့်ဒီစာတင်ကျောင်းတွေနဲ့ဒီဆေးရုံတွေကိုပြစ်မှတ်ထားပြီးဒါတိုက်ခိုက်တာလေးဆိုတော့ကျွန်တော်ကြည့်အောင်ပါဒီလိုစာတင်ကျောင်းတွေနဲ့ဆေးရုံတွေကိုဒီပြစ်မှတ်ထားတိုက်ခိုက်တာကပထမဆုံးနားလေရတဲ့အချက်ကဒီပြည်သူတွေကိုဒါစိတ်ထဲအစ်စင်ရလှုပ်နေတာပါဆိုတော့ရှစ်ကောင်စီကဒီလိုအရက်သားတွေချမ်းမှာဒီကြောက်စိတ်တွေအာဖြစ်လာအောင်ဒီစစ်ပွဲကိုဒါညှိငွေ့လာအောင်လှုပ်တာပါဆိုတော့တော်လင်ကြီးရဲ့ဒီအသက်သေးကြောကဒီ YouTube ဆိုတာကို ဒီစစ်ကောင်စီတပ်ကလုံခဲ့တဲ့နှစ်ဒီ90နှစ်ပေါင်း60 90လောက်တည်းကတို့ကကောင်းကောင်းကြီးကိုအာနားလည်ပြီးသားပါဒါကိုဘယ်လိုဥပမာပေးရမလဲဆိုလို့ရှိရင်ဒါ KNU ကဒီ AOD ကိုဟိုတက်သိမ်းစင်တုံးကပေါ့ဒီနဝတအာစစ်တပ်က KNU ကိုဒါမနိုင်လို့ဤသူကိုဒါ UTB တိုက်ခဲ့တိုက်ခဲ့တာလေဒါရှိပါတယ်ဆိုတော့လူထုကအတော်လေးကိုအထိနာလာတဲ့အချိန်မှာ KNU က ဒါတစ်ဖက်ပြန်ပြီးပြန်စဉ်းစားလာရတာလေရှိခဲ့ပါတယ်ဆိုတော့ဒီလိုဒီစစ်တပ်ကနေပြီးတော့မှနိုင်စင်နဲ့အမြလူထုကိုတာဂက်ထားပြီးတော့ဒါပြစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက်လူထုတွေတော်တော်အထိနာလာတဲ့အတွက်မှာ KNU ကနောက်ဆုံးမှဖြစ်မနေဒါဆုတ်ပေးလိုက်ရတဲ့အခြေအနေတွေနဲ့ကြုံခဲ့ရပါတယ်ဆိုတော့ဒီအကြောင်းတွေကိုဒါ KNU ရဲ့ထက်ပိုင်ခေါင်းဆောင်ဖြစ်တဲ့ဒီဖလူစောသမင်တော်ရဲ့အင်တာဗျူးတစ်ခုမှာလည်းသူပြောခဲ့တာတွေရှိပါတယ်ဆိုတော့နောက်ပြီးတော့ဒီလူထုက ီရှေးကုသခွင့်မရတဲ့အခြေအနေမှာဆိုလို့ရှိရင်ကလေးတွေကပညာဒီတင်တင်ခွင့်မရတဲ့အခြေအနေတွေမှာလူထုကညီးမွေးလာတဲ့အနေအထားမှာဖြစ်သွားမယ်ပြီးတော့ရေရွက်ရှိရှိနဲ့ကိုဒီစစ်ကောင်စီကဒီဒီလိုပြစ်မှတ်တွေကိုဒါသူတို့ရဲ့မဟာပြောအထဲမှာထည့်ထားတာပါဆိုတော့ပြောမစိုးနောက်တစ်ချက်ကဒီလူထုကိုဒါပညာသားပပနဲ့တည်င်းစကားပေးနေတာလည်းဖြစ်ပါတယ်ဆိုတော့ဘာလို့ဒီလိုယူဆရလဲဆိုတော့ဒီဘလို့တည်င်းစကားမျိုးတွေကိုပို့နေတာလဲဆိုတော့ မင်းတို့ငါတို့ထိန်ချုံမှုအောက်မှာမနေလို့ရှိရင်ဒီတော်လင်ရေးအဖွဲ့တွေကိုနောက်ပြီးဒီထောက်ခံနေမယ်ဆိုလို့ရှိရင်ဘယ်နေရာဖြစ်ဖြစ်ငါတို့တိုက်ခိုက်နိုင်တယ်ပေါ့ပြီးလို့ရှိရင်မင်းတို့အတွက်မလုံခြုံဘူးဒါလုံခြုံရင်အမှခံချင်ပေးနိုင်ဘူးဆိုတဲ့တည်င်းစကားကိုဒါစစ်ကောင်စီကသူတို့တွေဝိုက်တဲ့နီးနဲ့ဒါပေးနေတာပါဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါလူထုကိုဟိုကြောက်စိတ်နဲ့ပြန်ထိန်းချုပ်ဖို့စစ်ကောင်စီကဒါစိတ်တဲ့စစ်စင်ရေးကိုတုံးနေတာပါဆိုတော့နောက်ပြီးတော့ကျောင်းတို့ဆင်းရုံတို့ဆိုတာကလည်းဒီလူတိုင်းမှာမရှိမဖြစ်လွယ်တဲ့အရာတခုနောက်ဒီတိုက်ပီတပီပဲဆိုလို့ရှိရင်လည်းဒါတကယ့်ကို ဒါအရေးကြီးတဲ့အုတ်မြစ်တစ်ခုပေါ့လေဒီလူထုကအခုလိုကာလမျိုးမှာဒီကလေးတွေပညာတတ်ဖို့နဲ့ဒီကျမ်းမရေးဒီစောက်ရှောက်မှုခံရဖို့ကိုတော်တော်လေးတောင်းတကြပါတယ်ဒါတွေကိုဒီစစ်ကောင်စီကဒီရိုက်ချိုးပြီးတော့မှဒီစိတ်သက်ပိုင်းဆိုင်ရာကိုဒဏ်ရအောင်လုပ်နေတာဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ကဒီတော်လရင်အားစုတွေကိုပေါ့လေဒီဆေးကုသခွင့်မရအောင်လည်းဒီစာတင်ချောင်းတွေကိုဒါတော်လရင် တက်တွေကဒီအာနေရာတစ်ခုအဖြစ်အသုံးပြုလို့မရအောင်တော့ဒီဒါအသိပညာပေးလုပ်ငန်းတွေလုပ်လို့မရအောင်ဒါတွေကိုတားဆီးဖို့အတွက်လည်းရေအချက်တွေပါပါတယ်ဆိုတော့နောက်ဒီစစ်ပွဲဖြစ်တဲ့နေရာတွေပေါ့လေဒီစစ်ပွဲဖြစ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒါနေဆက်ဒေတာတွေဆိုလို့ရှိရင်တစ်ဖက်နိုင်ငံတွေကိုဒါစစ်ကူလို့စစ်ကူဖို့အတွက်ဒါတော်လို့ရပါတယ်ဒါပေမဲ့လွယ်လွယ်တော့တော်လို့ရတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီတော့ဒီစစ်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ဒါစစ်ကူးတမယ်ဆိုလို့ရှိရင်အရင်ဆုံးတော့ဒါနီးစက်ရဒါတို့ကဆေးပေးကန်းတွေဆေးရုံတွေကိုဒါသွားကြတယ်ပေါ့ဆိုတော့တို့ရဲ့ထိန်းချုပ်နေမြေမှာရှိတဲ့အဲဆေးရုံဆေးကန်းတွေမှာဒါကုသကြတာတွေအရင်ဆုံးတို့က first aid အနေနဲ့လှုပ်ကြတာရှိပါတယ်ဆိုတော့စစ်ကောင်စီကလည်းဒီတစ်ချက်ကိုဒါစစ်ရေးသဘောအရသူကကောက်ကောင်းကြီးကိုနားလေပါတယ်ဆိုတော့တပတ်နိုင်ငံမှာဆေးကုသရတဲ့နေရာတွေကိုဘုံကျဲလို့မရနိုင်ပေမဲ့ဒီနိုင်ငံတော်မှာတော့သူကဝေဟင်ကိုစစ်တပ်ကဒီနေ့ရှင်ဒီတော့ဒါစုမှုထားတဲ့အတွက်တော့ တို့ကြောင့်ဒါသူကအနေအတိုင်းကိုဒါဘုံလိုက်ခြင်းနေတဲ့အနေထားပေါ့ဆိုတော့ဒီလိုဘုံချတဲ့နေရာတွေမှာအာဒီလိုတော်လိုင်းတက်ဖွဲ့တွေရှိကူတလို့မရအောင်တို့ကဒါရှင်းုံတွေကိုဒါတီးတဲ့ဘုံချရတာလည်းဖြစ်ပါတယ်ဒါဒါကြောင့်ဒီစစ်ကောင်စီကပေါ်လေဒါအပြင်ကိုဒီစစ်ကောင်စီကဒီပညာတက်လူငယ်တွေကြားမှာလဲတော်လိုင်းစိတ်သက်တွေကြဆင်းလာအောင်တားဆီးဖို့အတွက်ဒီစာတင်ကြောင်းတွေကိုဒါများများပြင့်မှတ်ထားလာတာလည်းဖြစ်ပါတယ် ဆိုတော့နောက်ပြီးဒီတော်လင်ရေးတက်တွေထိန်းချုပ်ထားတဲ့ဒီစာသင်ကျောင်းတွေဆိုလို့ရှိရင်သူတို့ကိုဒါစန့်ကျင်ဖို့ဒါစုယုံတဲ့နေရာတွေအဖြစ်ဆိုပြီးတော့မှစစ်ကောင်စီဘက်ကမြင်နေတာတွေရှိပါတယ်အထူးသဖြင့်ပြောမယ်ဆိုရင်လည်းဒါ CDM ဒါပါဝင်ခဲ့တဲ့ဆရာဆရာမတွေတင်ကြားပေးနေတာမျိုးတွေနောက်ပြီးဒီအမျိုးသားညီညွတ်ရေးဆိုတာ NUG ဘက်ကဒါပညာရေးဌာနကနေတင်ကြားပေးနေတဲ့အခြေအနေမျိုးတွေဆိုလို့ရှိရင်ဒါစစ်ကောင်စီကတော်တော်လေးကိုလက်ခံဖို့ခက်ခဲတဲ့အနေအထားမှာဖြစ်ပါတယ် ဆိုတော့တော်လရင်ထိ ंछ ုံနေမြေကစာအင်တန်တွေကိုကြားလို့ရှိရင်စစ်ကောင်စီတက်ကသူ့အရှိုက်ကိုဒါနဲ့ထိုးသလိုမျိုးခံစားရတဲ့ဒါနဲ့တွေ့နေပါလေဆိုတော့ဒါကတစ်ချက်ဆိုတော့နောက်ပြီးတော့ဒီတော်လရင်တပ်ဖွဲ့တွေကိုဒီပိတ်ဆိုးဖြတ်တောက်တာနဲ့ဒီဖြက်လေးပြက်ဗျူဟာကဒီနဝတာခိကတိကနေတုံးလာတဲ့စစ်ဗျူဟာတစ်ခုပါပြောချင်တာကဒါဒီလိုမျိုးစေးရုံတွေနဲ့ကျောင်းတွေကိုတိုက်ခိုက်တယ်ဆိုတော့သူတို့ရဲ့စစ်မဟာဗျူဟာတင်းမှာရှိတဲ့ ကစားကွက်တစ်ခုလို့ပြောချင်တာပါဆိုတော့ဒီလိုဖြက်ဖြက်လေးပြက်နီးပြဟာတွေကိုဒါစစ်တပ်ကပဲတုံးတာတော့မဟုတ်ဘူးဒါတော်လိုင်းတက်ဖွဲ့တွေကလည်းသူတို့မစီတဘောရတုံးတာတွေရှိတယ်ဒါပေမဲ့စစ်ကောင်စီရဲ့ဖြက်လေးပြက်ကတော်လိုင်းတက်ဖွဲ့တွေတုံးတဲ့ဖြက်လေးဟဲပြူဟာတဲ့ပို့ပြီးတော့မှဒါထိရောက်နေတာလေကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့အထူးသဖြင့်လူထုကိုပြစ်မှတ်ထားတဲ့အာဒါဖြတ်တောက်မှုတွေကတော်လိုင်းတက်တွေပေါ်မှာရိုက်ခတ်မှုတွေကျတော့ရှိပါတယ်ဆိုတော့ခုလိုအရက်သားတွေမလုံးခြုံတာတွေဖြစ်လာတဲ့အချိန်မျိုး အာပြီးတော့အခြေခံလူမှုဝန်ဆောင်မှုတွေလုပ်ငန်းတွေမပေးနိုင်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါစစ်ကောင်စီရဲ့မဟာဗျူဟာကထိရောက်တဲ့အနေအထားမှာရှိပါတယ်။တကြောင်စစ်ဒီစစ်ပွဲကမပြီးသေးတဲ့အတွက်ဘယ်သူနိုင်တယ်ဘယ်သူချုံးတယ်ဆိုတော့တော့ပြောဖို့တော့ဒါခက်အောင်ပဲပေါ့လေ။ဆိုတော့ဒါပေမဲ့ဒီလိုစင်မှာပေါ့လေနိုင်ငံတော်ဝန်ကစစ်ပွဲတွေမှာတော့တော်လိုင်းတက်တဲ့ကအသာစီးရနေတာကတော့အားလုံးတော့အမြင်ပါပဲ။ဒါစစ်ကောင်စီကအခုနောက်ပိုင်းဒီပြောင်းလာတဲ့ဗျူဟာကဒီတော်လိုင်းတက်တွေကို ဖြတ်တောက်ပိတ်ဆို့မှုလုပ်တာနဲ့လူထုကိုအဓိကထားပြီးဖြတ်တောက်ပိတ်ဆို့မှုလုပ်နေတာပါဆိုတော့သူတို့ရိတ်ခါတွေဆေးဝါးတွေလောင်စာတွေဒါအဓိကပြောချင်တာကအခြေခံကျတဲ့အရာတွေကိုသူကလူထုကိုဖြတ်တောက်ဖို့ကြိုးစားနေတာပါဆိုတော့ဒါပေမဲ့ရှစ်ကောင်စီအတွက်လည်းထင်သလောက်တော့မလွေလှပါဘူးဒီတော်လင်ရေးတပ်တွေထိန်းချုပ်တဲ့ဒီနေမြေဒီထဲကဒီပြည်သူတွေကိုဒါသူတို့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်လာအောင်ရှစ်ကောင်စီကဒါနီးမျိုးစုံနဲ့ဒါပိတ်ဆို့ရေးတွေကိုလုပ်နေတာပါဆိုတော့သူတို့ထိန်းချုပ်တဲ့နေမြေကို လူထုကများများရောက်လာတယ်လေသူတို့ရွေးကောက်ပွဲအတွက်မေးပြဖို့လူများများရနေပါပဲဆိုတော့စစ်ကောင်စီကစစ်ရေးကိုနိုင်ငံရေးအရာဒီအမျက်ဖြစ်လာအောင်လုပ်နေတာကိုတတိထားကြဖို့တော့လိုပါတယ်ဆိုတော့နောက်ပြီးတော့ဒီစစ်ကောင်စီကသူတို့လက်လွတ်ဆုံးချုံလိုက်ရတဲ့ဒီနေမျိုးတွေကိုဒီတော်လည်းရေးတက်တွေဒါကောက်ကောင်းထင်းချုံလို့မရအောင်အုတ်ချွေးရေးတွေကောက်ကောင်းလေပယ်လို့မရအောင်ဖြစ်လို့ဖြစ်စီလုပ်နေတာလည်းဖြစ်တယ်ပေါ့ဆိုတော့တစ်ဖက်မှာဒီတော်လည်းရေးတက်တွေနဲ့ဒီစစ်ကောင်စီတက်အကြမ်းမှာအပြန်အလှန်သဘောတူညီမှု မရှိတဲ့အတွက်ကြောင့်ဒီစစ်ကောင်စီကတော့မကြခဏဆိုသလိုသူကတော့ဘုံတော့လာကျင်းနေမှာပဲဒါတော့အမှန်ပဲပေါ့ဆိုတော့စစ်ကောင်စီကပတ်ကားဒီမြေပြင်ထိုးစစ်ကိုကောင်းကောင်းမလုပ်နိုင်တဲ့အတွက်ဒီဝင်ပစ်ကူနဲ့ဒီလက်နက်ကြီးပစ်ကူကတော့သူကအမြဲတမ်းတော့ဒါတုံးနေအောင်ပါနောက်ထပ်သတိထားမိတာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီစစ်ပွဲကာလလေးနှစ်အတွင်းမှာပေါ့လေကလေးတွေကယာနဲ့ကြည်ပြီးတော့မှတည်ဆုံးသွားတဲ့အချက်ဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ဒီ2024တနှစ်ထဲမှာပဲ ဒါကုလသမဂ္ဂရဲ့ဒီကလေးသူငယ်ရင်းပုံမှန်အဖွဲ့ဒီ UNICEF အဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုလို့ရှိရင်ကလေးသူငယ်ပေါင်းက950ကျော်တိကိုထိခိုက်သေးဆုံးသွားတယ်ဆိုပြီးတော့မှသူတို့ထုတ်ပြန်ခဲ့တာရှိပါတယ်ဆိုတော့ဒါကတနည်းတွင်အရေးအတွက်ပါဆိုတော့၄နှစ်အတွင်းဆိုရင်တော့ကလေးငယ်တိဆုံးမှုတွေကလည်းထောင်ကနေတော့ရှိမယ်လို့ယူဆပါတယ်ဆိုတော့နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီစစ်ကောင်စီကအခုလိုစတင်ကြောင်းနဲ့ဒီစီးရုံကိုပြတ်မှတ်ထားတိုက်ခိုက်နေတဲ့သူတွေရဲ့ဒီစစ်ရေးဆိုင်ရာမဟာဗျူဟာ ဆုံးဖြတ်ချက်တွေကဆေးရဇဝမှုကိုဆေးရဇဝမှုမြောက်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်အဲ့ဒီတော့ဒီလိုတိုက်ခိုက်တာတွေလုပ်ရင်လူထုကတော်လင်ရေးကိုငင်းငင်းဝင်လာပြီးတော့မှဒီတော်လင်ရေးဘက်ကိုအားနည်းစေနိုင်တယ်လို့သူတို့ယူဆထားဖို့ရပါတယ်ဆိုတော့နောက်ပြီးတော့စစ်ကောင်စီကအရက်သားတွေကိုစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနှိပ်စက်နေတယ်ဒါကနေတစင်းသူတို့ထိန်းချုပ်တဲ့နေမျိုးတွေကိုရောက်လာအောင်အာဒါတန်ရာတွေပေးနေတယ်လို့ပြောအောင်ပေါ့ဆိုတော့ ဒါပေမဲ့စစ်ကောင်စီထင်ထားတဲ့လူထုကဒီဒီမိုကရေစီနဲ့ဒီတရားမျှတမှုအတွက်တော်လျင်းကိုဆက်လက်ထောက်ခံအပေးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ပြောချင်တာကဒီတော်ဒီတော့ဒီတော်လျင်းတက်ဖွဲ့တဲ့အနေနဲ့ဒီစစ်ကောင်စီရဲ့ဒီပြစ်မှတ်တစ်ခုဖြစ်နေတဲ့စာတင်ကြောင်းနဲ့ဒီဆေးရုံတွေကိုကိုရီကကိုရီဖက်ကတော်လျင်းဘက်ကလည်းဒီမဟာပြူကကြက်ကြနဲ့ဒါနီးလဲရှာပြီးကောက်ွယ်ဖို့လိုတယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်